ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တက်ဆက်ပေးမယ့်အကြောင်းအရာကတော့ခရမ်းရင်ဒီရဲ့ကျမ်းမာရေးကောင်းကျိုးလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးမစသေးခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးပေးနာက notification bell လေးကိုနှိပ်ခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာခရမ်းရင်ဒီပါဗီတာမင် C အပြည့်အဝပါဝင်လို့သဖုံးနဲ့သွားယောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ဗီတာမင် A ကအရိုးတွေကိုကျန်းမာကြခိုင်စေပြီးခန္ဓာကိုယ်ကနေကယ်လ်ဆီယမ်စုယူမှုကိုအားပေးပါတယ် အနီရောက်ခရမ်းကျင်တီမှာပီတာကာရိုရင်တဲဝါစွာပါဝင်ပြီးခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာဗီတာမင် A အဖြစ်ပြောင်းလဲသွားပြီးအမြင်အရုံနဲ့ကုကံအားစနစ်ကိုအထောက်အကူပြုပါတယ်။ခရမ်းကျင်တီကိုဟိနေ့အတွက်ပဲဖြစ်ဖြစ်ရေစင်အောင်စေးပြီးအစိမ့်လိုက်ပဲဆဆလက်ဖက်တို့ကျင်းတို့တခြားအတုတွေထဲမှာပါထည့်ဆဆပဇွန်ကြောင့်မို့ပဲမုံတို့စီရက်တို့နဲ့ပဲတုပ်ဆဆအရသာရှိပြီးကျမ်းမာရေးတို့အကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်ပါတယ်။ခရမ်းကျင်တီကအယောင်သွေးလာတယ်။ဆလိုက်ရင်ခက်ချင်းချင်းအရသာရှိပါလေ။ ခရမ်းကျင်းဒီကကျမ်းမာရေးအတွက်အထောက်အကူပြုတဲ့အပြင်ခရမ်းကျင်းဒီမှာအသားရေကိုကျဉ်းလင်းစေနိုင်တဲ့ Lycopene acid ကြောဝါစွာပါဝင်ပြီးအသားရေထိန်းသိမ်းမှုအတွက်လည်းအထောက်အကူပြုနိုင်ပါတယ်။ခရမ်းကျင်းဒီကိုစားပေးလို့ရတယ်လို့အရေးပြားပေါ်မှာကပ်ပြီးရရေးလည်းအသားရေကိုထိထိရရောက်ထိန်းသိမ်းရရောက်ပါတယ်။အသားရေကြီးကြီးလင်းလင်းနဲ့လှရင်နေဆိုရင်တော့ခရမ်းကျင်းဒီရဲ့အကူအညီကိုရယူနိုင်ပါတယ်။ ခရမ်းကျင်သီးကကင်ဆာရောဂါကိုလည်းကာကွယ်နိုင်စွမ်းရှိပါတယ်ခရမ်းကျင်သီးမှာလိုင်ကိုပင်တက်ပါဝင်တာကြောင့်စီးကျိတ်ကင်ဆာဦးမာကြီးကင်ဆာအစာရင်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ကင်ဆာဆဲတွေမပွားလာအောင်လည်းအကောင်ဆုံးကာကွယ်ပေးနိုင်ပါတယ်ခရမ်းကျင်သီးစားပေးရင်အရိုးစိတ်တွေတာမစေနိုင်ပါတယ်ခရမ်းကျင်သီးမှာကယ်ဆီယမ်နဲ့ဗီတာမင် K တို့ကျောဝါတော့ပါဝင်နေပါတယ်အဆိုပါဓာတ်နှစ်ခုစလုံးကအရိုးတီရှူတွေပေါ့အကောင်ဆုံးဖြည့်ဆည်းပေးနိုင်ပါတယ်အယူတွေကိုတမ်းမှသေးလို့လိုအပ်တဲ့အာဟာရတွေကိုလည်းဖြည့်ပေးနိုင်ပါတယ် ခရမ်းရင်သီးကနီကိုတင်းကြောင့်ထိခိုက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။စရိတ်တောက်တဲ့အခါခန္ဓာကိုယ်မှာနီကိုတင်းကြောင့်ထိခိုက်မှုတော်တော်များများဖြစ်နိုင်ပါတယ်။အဲဒီလိုထိခိုက်မှုတွေနေခြင်းတော့ခရမ်းရင်သီးကိုစားပေးတင်ပါနဲ့။ခရမ်းရင်သီးမှာပါတဲ့ Comaric acid နဲ့ Chlorogen နဲ့ acid တို့က secret စရိတ်တောက်တော်မှုကြောင့်ခန္ဓာကိုယ်မှာထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။စရိတ်တောက်သူတွေအနေနဲ့ခရမ်းရင်သီးကိုစားပေးတင်ပါနဲ့။ခရမ်းရင်သီးကတတိုးဆန့်ရင်ပစ္စည်းတွေကြောင့် အနာကိုမတိကြအောင်ကာကွယ်ပေးပါတယ်။ဒါလိုဆိုင်ရင်ပစ္စည်းတွေကအသားအရေကိုရောခန္ဓာကိုယ်အစိပ်ပိုင်းကိုကထိခိုက်စေနိုင်ပါတယ်။ခရင်ရင်ဒီမှာဒတိုးဆန့်ကျင်အာနိသင်ကျော်ဝါစာပါဝင်နေသလိုသွေးတွင်းကအစိပ်တောက်တွေကိုလည်းအထူးအဆုံးပယ်ရှားပေးနိုင်တဲ့ဗီတာမင် A နဲ့ဗီတာမင် C တို့ကျော်ဝါစာပါဝင်ပါတယ်။အစိပ်နိုင်စားရင်တော့ခန္ဓာကိုယ်ကိုဓာတ်တုပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိအောင်အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ခရင်ရင်ဒီကနှလုံးကိုကျန်းမာစေနိုင်ပါတယ်။ခရင်ရင်ဒီမှာဗီတာမင် B နဲ့ပိုတက်ဆီယမ်တို့ကျော်ဝါစာပါဝင် သွေးတွင်းကိုလက်စောပို့ကြသည်ပြီးသွေးပောင်ခြင်းကိုအထူးရောက်ဆုံးထိညိပေးနိုင်ပါသည်။ခရမ်းရင်သီးကိုပုံမှန်စားသုံးပြီးတဲ့အခါရုပ်တရက်နှလုံးရက်တာလေးဖြတ်တာအသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ယောဂတွေကနေအထူးရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။ကံကြင်တီကခန္ဓာကိုယ်ရဲ့တခြားအင်္ဂါတွေထက်နှလုံးကျန်းမာရေးကိုအတီးကအကျိုးသက်ရောက်မှုရှိပါတယ်။ကံကြင်တီမှာပါတဲ့ Lycopene တက်ကအစွမ်းတက်အန်တီအောက်ဆီဒင်ဖြစ်တာကြောင့်နှလုံးကိုယ်သားမကစီးကျိတ်ကင်စာရောဂါမဖြစ်ပေါ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ ဒါပြင်နေအောင်ကြီးမှာပါပဲ UB အောင်ကြီးရဲ့အရေးပြအပေါ်ထိကြိုက်တာတကြလည်းကာကွယ်ပေးနိုင်ပါတယ်။ခရမ်းညင်ဒီစားသုံးတာကရင်သားကင်ဆာ၊အုံနှောင်ကင်ဆာ၊လယ်မင်းကင်ဆာနဲ့အာယုံရောကင်ဆာယောဂါတွေဖြစ်ပွားမှုကနေလည်းကာကွယ်ပေးနိုင်ပါတယ်။ ခရင်ကြီးဒီကိုဖြော်ရည်အနည်းနဲ့လေတောက်သွင်းနိုင်ပါနဲ့ခရင်ကြီးဒီဖြော်ရည်တစ်နှစ်တစ်ခွာတောက်သွင်းမိတာကအသားရည်ကိုနှုတ်ပြစီပြီးခန္ဓာကိုယ်ကိုလည်းကျန်းမာကြခိုင်းစီပါလေကိုဝန်ဆောင်မိခင်နေအနည်းနဲ့ခရင်ကြီးဒီဖြော်ရည်တစ်နှစ်တစ်ခွာတောက်သွင်းမိတင်ပါနဲ့ခရင်ကြီးဒီကခန္ဓာကိုယ်ရဲ့အတန်တက်ဆုပ်ယူမှုကိုအားပေးပါလေတွေးလေပတ်မှုကိုကောင်းစေပြီးသွေးစားကိုလည်းတန့်စေစီပါလေခရင်ကြီးဒီနဲ့အလှဘကိုလည်းထိန်းနိုင်ပါသေးတယ် ခင်းရင်ဒီအရေးနဲ့တမရရေ20ဒါမှမဟုတ်40လောက်ရောပြီးမျက်နှာပေါ်ကိုကွန်းနဲ့တုံလင်းပြီးမျက်နှာပေါ်ကအချင်းညော်ကြီးကင်းစီပါတယ်မျက်နှာပေါ်မှာဆောင်းပိုင်းပုံတန်လှည့်ပြီးနှိပ်ပေးတင်ပါတယ်25မိနစ်လောက်ထားပြီးရေချက်သီးနှွေတို့မဟုတ်ရိုးရိုးရေနဲ့မျက်နှာတင်ပေးတင်ပါတယ် မျက်နှာရည်တုပ်ပြီးရင်ဆိုဒါထိန်ခရင်တစ်မျိုးကိုတင်ထားပေးတင်ပါနဲ့ခရမ်းကျင်ဒီရသားနဲ့အထောက်ပံ့ဒီရသားတွေကိုပကန်းတစ်ခုတည်းထည့်ပြီးတမအောင်မှုပြီးရင်မျက်နှာပေါ်ကိုလိမ့်ပြီးပါမိနစ်20မိနစ်30လောက်ထားပြီးရင်တော့ရေချဲသီးနွေးနဲ့မျက်နှာတင်လိုက်ရင်တော့အထူးတင်တော်ပါတယ်အသားရည်ကိုတင်းရင်စီပြီးမျက်နှာမှရှိတဲ့အမဲဆက်တွေကိုတတ်တာစီပါလေ။အစီတက်ကိုယောနေစီပြီးအဆိုတက်ကိုလည်းထိညှိပေးပါရစေ။ခရမ်းကျင်သီးနဲ့တခွားသီးကိုမျက်နှာပေါင်းတင်ရမှာသုံးနိုင်ပါလေ။တခွားသီးကိုခရမ်းကျင်သီးအရည်ထဲကိုရောပြီးမျက်နှာပေါ်ကိုကွန်းစားနဲ့ ုတ်လိမ့်ပြီးတင်ပါတယ်။မိနစ်20လောက်ထားပြီးမျက်နှာကိုရေနဲ့တန်ဆင်ပေးမယ်ဆိုရင်မျက်နှာပေါ်မှာရှိတဲ့အစီတွေကိုဖယ်ရှားပေးပြီးဝါကျန်ထွက်တာကိုတားဆီးပေးပါတယ်။ခရမ်းကြီးတီးနဲ့ဒိန်ရင်ကိုလည်းမျက်နှာအတန်းဆင်အသုံးပြုနိုင်ပါတယ်။ဒီပြကြန်တန်းတာမျက်နှာရရန်တက်တာအနီးစားထွက်တာနေလောင်တာအရေးပြအဖက်လေးတွေကွာချမျက်နှာအသားကြီးမညီပဲအကွက်တွေဖြစ်ပေါ်နေတာစတာတွေအတွက်ခရမ်းကျင်တီအနေအနေတော်တလုံးကိုထက်ဝက်ချံအရေးညစ်ပြီးခရမ်းကျင်တီအရေးလက်ဖက်ရည်စုံနှစ်စုံကိုဒိန်ကျင်လက်ဖက်ရည်ယွန်းလေးစုံနဲ့ရောပြီးတည်တည်ကြာကြာပုတ်လိမ့်ပေးတင်ပါတယ် နိုင်ဘောလောက်ထားပြီးမှရေချိုးတန်းစင်ပြီးမှဆိုဖြူဝင်းတန်ရင်းနဲ့မျက်နှာကိုရရှိစီမှာဖြစ်ပါတယ်။ကဲငင်သီးကဆိုင်းဂီတာတွေကိုလည်းတန်ဆွမ်းစေပါတယ်။ကဲငင်သီးမှာဗီတာမင် A ပါဝင်မှုကစံသားကိုတန်ဆွမ်းတောက်ပြောင်စေတဲ့အပြင်မျက်လုံးအသားအယိုးနဲ့သွားတွေကိုပါကျန်းမာကြခိုင်စေပါလေ။ခရမ်းကျင်သီးကိုအစိမ့်မပါပဲစားဖြောက်ခဲ့ကျန်းမာစေနိုင်ပြီးစီးကြောက်တဲ့ဓာတ်တွေကိုလည်းအဆုံးအထိရောက်ဆုံးကာကွယ်ပေးနိုင်ပါနဲ့